အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American ပြည်တော်စု Ohio ပြည်နယ်မှာငါးများထွက်ကြတဲ့မြန်မာမိသားစု၃ယောက်ယထာတိုက်ခံရ၍တိစုံသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆောင်ကတော့ CNN သတင်းဌာနကမေလ16 2025မှာတင်ဆက်သွားတာကတော့ အမေရိကန်ပြည်တော်စုမှရှိတဲ့အိုဟိုင်းယိုးပြည်နယ်ဖရီမောင့်မြို့ရဲ့ယထာလမ်းပေါ်မှာယထာတက်ခံရ၍လူကြီးနှစ်ဦးနဲ့၅နှစ်အရွယ်ကလေးတဦးအသက်သေဆုံးသွားပြီး14လသာရှိတဲ့ကလေးလေးတစ်ယောက်ကတော့အသက်ရှင် ကျန်ရစ်ကြောင်းမြို့တော်ဝန်ကပြောပါတယ်။ဖရီမောင့်မြို့ရဲ့တာဝန်ရှိသူများကထုတ်ပြန်သွားတာကတော့တည်ဆုံးသွားသူတွေဟာအမေဖြစ်သူရန်မာဆန်58နဲ့သမီးဖြစ်သူအိုနိုင်ဇာ 38နှစ်ရဲ့၅နှစ်အရွယ်သမီးကလေးအင်တီစာမီဆိုသူတို့၃ဦးဖြစ်ကြောင်းအတည်ပြုပြောကြားသွားပါတယ်။အသက်14လအရွယ်သမီးထွေးလေးကိုတော့ကယ်ထားနိုင်ခဲ့ပြီးဒဏ်ရာပြင်းထန်တော့အခုတော့ဒိုလီဒိုစေယုံကနေကိုလံဘတ်စ်မျိုးကကန်ဖရော့စ်စေယုံကိုလွှဲပြောင်းပြီးစေကူသားနေကြောင်းသိရပါတယ်။ဒီဆုံးသွားသူမိသားစုဟာအင်ဒီယားနာပြည်နယ်ဖို့ဝိန် မြို့မှာနေထိုင်သူတွေဖြစ်ပြီးမိုင်120လောက်ဝေးတဲ့ Ohio ပြည်နယ် Fremont မြို့ကရေကန်ကိုငားလာများကြတာဖြစ်ပြီးတော့ည9နာရီအချိန်လောက်မှာရေကန်ဘေးကယထာလမ်းပေါ်မှာ ရှိနေကြပြီးယထာတိုက်ခံလိုက်ရတာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီမိသားစုဟာလူများစွာရှိနေတဲ့မိသားစုကြီးဖြစ်ပြီးအခြားဘသူတွေများ ပါသေးတယ်ဆိုပြီးတော့ရေငုပ်သမားတွေက ရေကန်ကြီးအတွင်းမှာဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ အခုအချိန်ဟာဆိုရင်တော့ငားမြတဲ့ယာစီဖြစ်နေပြီဖို့ဒီရေကန်မှာငားမြတဲ့လူတွေဟာလာရောက်တတ်ကြတဲ့အချိန်ဖြစ်ကြအိန္ဒိယနာပြည်နယ်ကနေပြီးတော့လေဒီအိုဟိုင်းယိုပြည်နယ်ကိုနှစ်နာရီကျော်လောက်ဝေးရခီးဖြစ်ပေမဲ့လည်းနေ့စဉ်လာ၍ငားမြတဲ့သူတွေအများကြီးရှိကြောင်းမြို့တော်ဝင်ကပြောပါတယ်ပြီးတော့သူကအခုလိုသူတို့ရဲ့မြို့မှာဒီအဖြစ်ဆိုးကြုံရတဲ့အတွက်အလွန်ပင်စိတ်မကောင်းကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေရင်ကုန်သမားတွေဟာဆိုရင်ရေကန်ရဲ့နေရာအနှံ့မှာဆက်လက်ရှာဖွေနေပါတယ်လို့ CNN သတင်းဌာနကိုထပ်မံပြောသွားပါတယ်။တထားလန်းကိုတော့나ยีပေါင်းအတော်ကြောင့်အောင်ပိတ်ထားခဲ့ပြီးအခုတော့ပြန်လဲဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတည်ဆုံသွားရသူမိသားစုတွေဟာအိန္ဒိယနာပြည်နယ်ဖော်ဝေးမြို့ကလူတွေဖြစ်ကြောင်း ီးတော့အင်ဒီယားနာပြည်နယ်ဖော်ဝင်းမြို့ဟာဆိုရင်လည်းအမေရိကမှာမြန်မာအများဆုံးနေထိုင်တဲ့မြို့ဖြစ်ကြောင်းလည်းသိရပါတယ်။အင်ဒီယားနာပြည်နယ်မြန်မာ community ကရရှိတဲ့တည်င်းကတော့အဲ့ဒီမိသားစုဟာဆိုရင်မြန်မာပြည်ပွားမွတ်စလင်မိသားစုဖြစ်ပြီးအမေရိကကိုဒုက္ခသည်အဖြစ်ထိုင်းနိုင်ငံနိုဖိုဒုက္ခသည်စခန်းမှာနေပြီးတော့ရွှေ့ပြောင်းအခြေချလာသူတွေဖြစ်ကြောင်းသူတို့ဟာအခုငါးများရာတီမှာအပန်းပြေငါးသွားများရန် စန်တက်ကီမြစ်စီတို့တနာယီကျော်ကောင်းမောင်းပြီးလာခဲ့ကြကြောင်းယထာလန်းပေါ်မှာတော့ငားများနေစဉ်မိတို့မိပုံယထာတိုက်ခံရပြီးတည်ဆုံရတယ်ဆိုတာတော့အသေးစိတ်မသိရသေးကြောင်းပြောပါတယ်အခင်းဖြစ်ဖြစ်ချင်းပဲပလိအဖွဲတွေရောကယ်ဆယ်ရေးအဖွဲတွေပါအဲ့ဒီနေရာကိုရောက်ရှိလာပြီးမိခင်နဲ့တမီးကြီးကိုယထာတိုက်ခံရလို့တည်ဆုံနေတာကိုတွေ့ရှိရပြီးနိုင်ပေါင်းများစွာဆက်လက်ရှာဖွေပြီးနောက် 9နှစ်အရွယ်သမီးရဲ့အလောင်းကိုတွေ့ရှိပြီး14လအရွယ်သမီးလေးကိုတော့အသက်ရှင်လျက်တွေ့ရှိကြောင်းသိရပါတယ်။ပလိတ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့အဲ့ဒီမိသားစုဟာမြစ်ထဲမှာငါးများကြာရင်နဲ့ည9နာရီလောက်မှာယထာလာနေစဉ်မြစ်အတွင်းမှနေ၍ယထာလမ်းပေါ်သို့တံတားပေါ်မှတဆင့်တက်ရောက်လာခဲ့တာဖြစ်နိုင်တယ်လို့ကောက်ချက်ချထားပါတယ်။အသေးစိတ်မပြောနိုင်သေးတာကတော့ယထာဟာမိသားစု၄ယောက်စလုံးကိုတိုက်မိသွားတာလား ဒါမှမဟုတ်ကလေးနှစ်ယောက်ဟာယထာထိုက်ခံရမှာဆိုလို့ရေထဲခုန်ချသွားတာလားတွန်းပဲချခံလိုက်ရတာလားဆိုတော့မသိရသေးကြောင်းအဲ့ဒီတွေ့ပလိအပွဲကဆက်လက်ပြီးဆေးရုံမှာဆရာဝန်တွေနဲ့ပူးပေါင်းကစစ်စစ်ချက်တွေရယူပြီးအမှုကိုအတီးပြုတ်ဖို့ထုတ်ဖို့စ조사နေပါတယ် Fremont မြို့တော်ဝင်ကတော့အဲ့ဒီမြေကမ်းပေးကယထာဟာဆိုရင်လူတွေသွားရမယ့်နေရာမဟုတ်ကြောင်းခွင့်မပြုထားကြောင်းကျူးကျော်မလိုက ရောက်ရန်လဲစိုင်းပုတ်တွေရှိနေကြောင်းယထာလာနေချိန်မှာအဲ့ဒီမိသားစုဟာတရားပေါ်ကနေငားမြနေတာတော့မဖြစ်နိုင်ကြောင်းလို့ထင်မြင်ယူဆကြောင်း CNN သတင်းဌာနကိုပြောပါတယ်။ Norfolk Southern ယထာရေးဌာနကတောင်းပန်ရှိသူတွေကတော့တည်ဆုံသွားရသူမိသားစုအတွက်ကြံရစ်သူမိသားစုနဲ့အတူစိတ်ထိခိုက်ရကြောင်းပလိတ်ဖွဲ့ရဲ့မေးမြန်းစုံစမ်းတဲ့ကိစ္စတွေမှာအစွမ်းကိုပူပေါင်းပြီးကူညီသွားမှာဖြစ်ကြောင်းပြောပါရယ်။ ဆက်လက်ပြီးအိန္ဒိယနာကမြန်မာကွန်မြူနတီကပြောဆိုချက်အရတော့အခုလို မတော်တဆဒေဆုံးမှုတွေဟာအမေရိကန်အနှံ့မှာမြန်မာပြည်သားတွေကအခြားတိုင်းတစ်ပါးကဓာတဲ့သူတွေကမကြာခဏဒေဆုံးတာတွေတွေ့ရကြောင်းနဲ့များသောအားဖြင့်အဲ့ဒီဖြစ်ရက်တွေဟာမိမိဝါသနာပါတာတစ်ခုတည်းကိုကြည့်ပြီးအချိန်အခါမကြည့်ပဲတောလိုက်တာတွေငားမြတာတွေကြောင့်လည်းဖြစ်တယ်လို့ဘာသာစကားမကျွမ်းကျင်မှုကြောင့်လည်းအများကြီးဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဘေးအန္တရာယ်တတိပေးဆိုင်ဘုတ်တွေဟာအန္တရာယ်ဖြစ်စေနိုင်တဲ့နေရာတိုင်းမှာစနစ်တကျရှိနေပေမဲ့ဘာသာစကားမကျန်းကျင်မှုရဲ့နားလည်မှုအားနည်းတာတွေကြောင့်အဆရှိတဲ့တာဒကတွေရှိခဲ့တာမို့အသွားလာဆင်ကျင်ကြပြီးဝါသနာကိုရှေ့တန်းမတင်ဘဲနဲ့တတိနဲ့နေထိုင်အသက်ရှင်သွားကြဖို့တတိပေးပါရစေကျေးဇူးတင်ပါတယ်ခင်ဗျာတတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့တတင်းအမှန်များကို चूसा भी तीन से बीता मापे लो चनोरू ये नाइन 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 परमिश यूएसए न्यूज यूट्यूब चैनल को चाइनीज तक है ये लाइक एंड सब्सक्राइब लो भी के द्वारा सो प्लीज टेक केयर ऑफ योर एंड ईच अदर बाय बाय